အတိတော့ဥစ္စာသိန်းကဘာပြောလဲဆိုရင်နေသည်တဲ့သီလဆောင်ထင်ရင်များနဲ့မိမိဘွားတဲ့မဖူလုံသေးဘူးဝိပဿနာဘာဝနာတရားကိုချညာအထုံပါတာနေဘွားတဲ့အကျိုးရှိမယ်ယခုတို့ရန်ကုန်မှာ ဝိပဿနာတရားကိုပိုင်ပိုင်ငိုင်ငိုင်ပြနိုင်တဲ့ဆရာတော်ဘောတဘာပေါ်နေပြီ။နေရန်ကုန်လာပြီးတရားထုတ်ပါလားဆိုတော့သူကမပြောလဲဆိုရင်သူ့မှာတဲ့ရန်ကုန်မြို့မှာဆင်းမျိုးလည်းမရှိပါဘူး။သူကိုရန်ကုန်ကိုသွားနိုင်တဲ့အခြေအနေလဲသူ့မှာမပြည့်စုံပါဘူး။ဒီတော်ဥစ္စာတိုင်းကဘာပြောလဲဆိုရင် နင်သာလိုက်ပြီးကြွားထုတ်မဲ့ဆိုလို့ရှိရင်နေ့ရက်တောင်ဝန်ကိုဒုဗုဒ္ဓဘာသာဗုဒ္ဓသာနာနုကဖွဲကနေပြီးတော့အလုံးတောင်ဝန်ယူမယ်ဆိုပြီးတော့ပြောတဲ့တွေ့ရသိမလေးရဥစ္စာသိမ့်နေတူတူပါလားရန်ကုန်ရောက်တော့အမျိုးသမီးယောဂီဆောင်မှာ